တိုင်းလူတိုင်းဟာကိုကိုကိုမဆုံးမသေးသည်냐ကိုကိုကိုမပြင်းသေးသည်냐ဆရာမိဘတွေဘလို့ဖဲဆုံးမဆုံးမကိုကိုဆုံးမနိုင်ပါသလဲအရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရသို့တော့ဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒီမရင်ကြီးတဲ့လမ်းကြောင်းတိုင်လိုက်ပြီးကိုကိုယ်တိုင်ကိုကိုပြုပြည့်နိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြရုံတသက်မြတ်တာဖြစ်တယ် ကိုယ်တိုင်လုံးထမပါဘူးဆိုလို့ရှိရင်ပြီးပြီးဆုံးတဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းนี่မြတ်စွာဘုရားကိုယ်တိုင်ကလည်းတော်ရီကိုတတိပေးတဲ့စကားမင်ချာခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလုံးတင်လုံးထိုက်တဲ့ကိစ္စတွေကိုမင်းတို့ကဒီစ조사ရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်ဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုတကားအလုံးကိုမှတ်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူ မလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်လူတွေကကိုယ့်ကိုမဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအတုံးကြတဲ့ပုဂ္ဂိုလ်ဆိုချက်ကိုခဲနေတယ်သူဆိုလို့နော်ယသဗျာကအတ္တဟိကိရဒုဒ္ဓမောဆိုကိုကိုဆုံးမကွာလွန်ခက်တယ်လို့ပြောသူများဆုံးမရတာလွယ်တယ်ကိုကိုဆုံးမကွာကြတော့ခက်တယ်လူဆိုတာကိုကိုနိုင်အောင်ဆုံးမနိုင်လေမရှိကြဘူး သူများကသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုတိုင်းကသူများကိုဆုံးမတယ်လို့ကိုကိုတိုင်းလိုင်းနာမှုခြင်းသုံးမှုကြတယ်ညာဆိုခက်ခဲတတ်ကြတယ်ဒါကြောင့်မို့အပြောသမားဘဝရောက်သွားတာလေအများကြီးပဲနော်ညစောရရဲ့ဆုံးမမှာဆိုရထောင်ဝါရီတထာကာရီတထာကာရီတထာဝါဒီဆိုအပြောနဲ့လှုပ်ဟာ ကိုင်းကြီးစေရမယ်လို့ဆိုတရားဟောတဲ့ဘုန်းကြီးတွေဒီပင်နေကိုဟောတဲ့တရားကိုပြန်နာရမယ်ကိုကြားရမယ်လို့ဆိုကိုအသာဟောပြီးတော့အဟောဘက်သာနေပြီးတော့ဟောတဲ့အတိုင်းကိုကမလိုက်နာဘူးဆိုလို့ရှိရင်ဒါအဟောတက်တက်အဟောတက်တက်အပြောတက်တက်နဲ့အကျိုးမှဖြစ်မှာမဟုတ်နော်ကောင်းကျိုးချမ်းသာရနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ကိုဟောတဲ့တရားကိုပြန်ပြီးကြားရမယ် ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးတာပဲဖြစ်ရယထာဝါရီ တထကာရီကိုပြောသလိုကိုကလုပ်ရမယ်လုပ်သလိုလည်းပြောရမယ်လုပ်ထားတယ်လည်းပုံမပြောရဘူးဒီလိုဆိုလို့ရပေါ့နော်အပြောနဲ့အလုပ်ဟာနှစ်ထွေညီညာနေဖို့လိုတယ်လောကလူတွေကအပြောနဲ့အလုပ်ဟာညီကြတာမေတ္တာမှရှားတယ်နော်အပြောနဲ့အလုပ်ဟာကိုင်းညိနေဖို့လိုတယ် ကိုပြောသလိုကိုကလှုပ်တယ်အပြောတက်တက်ကပြောရတာနဲ့လှုပ်ရတာဘယ်အလွယ်ရောဆိုပြောရတာလွယ်တယ်လှုပ်ရတာခက်တယ်ဒါကြောင့်မို့အပြောနဲ့လှုပ်နဲ့ဟာလေလွဲချော်နေတတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်ဆုံးမသွန်သင်မှုတို့အရေးကြီးဆုံးကတော့ကိုယ့်ကိုရှင်ကျေးအောင်ဆုံးမမှု ကိုယ့်ကိုလမ်းပြနိုင်မှုဒါဟာအရေးကြီးဆုံး အဲ့တော့ကိုယ့်ကိုဆုံးမဖို့ဆိုတာဘာတွေလိုအပ်တုံးချာပညာရှိတွေရဲ့ဆုံးမတွေများစွာသိဖို့လိုအပ်တယ်အဲ့ဒါကိုတုတ္တလို့ခေါ်တယ်ဘဟုတုတ္တဘဟုတ္တသင်္ဆသိပင်္ဆဆိုတဲ့မြတ်စွာဘုရားရဲ့မင်္ဂလာတရားတော်တွေထဲမှာကိုဟာ သူတော်ကောင်းတရားတွေကိုများစွာကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြားနာတယ်ဆိုတော့သင်ယူတာပဲဖြစ်တယ်နာယူတယ်ဆိုတော့သင်ကြားခြင်း သင်ယူခြင်းပဲဖြစ်တယ်။တရားပွဲတွေကျင်းပပြီးတရားနာတယ်ဆိုတာမြတ်စွာဘုရားပါရိဟောခဲ့တယ်ဆိုတာကိုသင်ယူခြင်းပဲဖြစ်တယ်။ရှေးခေတ်ကနာနဲ့သင်ယူတာဖြစ်သောကြောင့်တုတ္တဆိုတဲ့အသုံးမျိုးပဲသုံးတာဖြစ်တယ်။